။အခုနေအောင်ကြီးကနိုင်ငံတော်တည်ငြိမ်အကြမ်းကြီးကိုပြက်ပြောင်းလို့ရင်တပ်ပြစ်ဆိုဟာအကုန်တပ်ပြစ်ဆိုဒါကတော့ဥပဒေလက်လွတ်စကားဖြစ်တယ်ပဲနော်။ဒီလိုပြောလို့မရဘူးနော်။ဒီစကားမျိုးနော်နိုင်ငံတော်တည်ငြိမ်အကြမ်းကြီးကိုပြက်ပြောင်းလို့အကုန်တပ်ပြစ်ဆိုတာနိုင်ငံတော်သမ္မတအောင်ပြောလို့မရဘူးဗျာ။နိုင်ငံတော်သမ္မတပြောရင်နိုင်ငံတော်သမ္မတကိုနှုတ်ထွက်ရမယ်။သူအေးအေးယူရမှာပြန်เนาะအဲ့တော့ဒါပြောလို့မရအောင် เนาะဒါပြောလို့မရအောင်ဒါအကျမ်းဖတ်တဲ့လူတဲ့စကားเนาะအကျမ်းဖတ်ထမ်းတဲ့စကားလည်းဖြစ်တယ်ဗောနောနိုင်ငံသားတွေအသက်အန္တရာယ်ကိုချင်းချောက်လာကြလည်းဖြစ်တယ်ဒီစကားတွေဟာနိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုလည်းပြက်ပြားစေတယ်ဗျာเนาะအဲ့တော့လူဆိုတာတခါတလေစိတ်လိုက်မှန်ပါ ပြောမှဆိုမှလည်းဖြစ်တတ်ပါတယ်เนาะဖြစ်တတ်ပါတယ်အဲ့တော့ကိုနီအောင်နေနဲ့စိတ်လိုက်မှန်ပါပြောမှဆိုမှဖြစ်သွားတယ်ဆိုရင်လည်း ကုစရာကိုပြန်ရုပ်သိမ်းလိုက်ပါလို့ကျွန်တော်အကြံပေးခြင်းပါလေဗျာเนาะကျွန်တော်တောင်းဆိုခြင်းပါလေ